ဟုတ်ပြီဒီမိုကရေစီအကြောင်းပြောနေတဲ့အခါကျတော့ဒီမိုကရေစီမှာဒီမိုကရေစီလို့ပြောလိုက်လို့ရှိရင်အချုပ်အခြာအာဏာကအရေးကြီးသွားပြီနော် sovereignty ပေါ့အချုပ်အခြာအာဏာလို့ခေါ်တဲ့ sovereignty ကအရေးကြီးသွားပြီအဲ့တော့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းမှာလဲ sovereignty လို့ခေါ်တဲ့အချုပ်အခြာအာဏာရှိတယ်အချုပ်အခြာအာဏာက၃ခုပဲရှိတယ် လေးခုရှိတဲ့နိုင်ငံမရှိဘူးတော့မန္တန်ကြီးက3ရက်ပဲရှိတယ်ဥပဒေပြူရေးမန္တန်အုပ်ချုပ်ရေးတရားစီရေးဆိုပြီးတော့အာဏာကြီး3ခုမန္တန်ကြီး3ခုပဲရှိတယ်ဖွဲ့စည်းပုံတိုင်းမှာအဲ့တော့ဒီမိုကရေစီဖွဲ့စည်းပုံမှန်တယ်များပါအဲ့ဒီချုပ်ချာအာဏာမန္တန်ကြီး3ရက်အာဏာကြီး3ရက်ကတယောက်တည်းကကင်ဆွဲတာလို့မရဘူးเนาะ3နေရာဖွဲ့อยู่ရတယ်ဖွဲ့อยู่ရတယ် ိုင်ငံတိုင်းနိုင်ငံနဲ့ပဲအဲ့လိုပဲသွားဥပဒေပြုရေးအာဏာကိုလွတ်တော်ကယူရတယ်အုပ်ချုပ်ရေးအာဏာကို အစိုးရကတာဝန်ယူရတယ်တရားစီရင်အာဏာကိုတရားလွတ်တော်ချုပ်ကယူရတယ်အဲ့ဒီလိုတနေရာစီခွဲပြီးတော့တယောက်တစ်မျိုးစီခွဲပြီးကျင့်သုံးတာကိုမှဒီမိုကရေစီစနစ်လို့ခေါ်တယ်ဗျနော်တဦးတည်းကအာဏာကိုလက်ဝဲကိုင်ဆွဲပြီးမတော်ဘူးအဲ့တော့2008ထဲမှာကြည့်လို့ရှိရင်လည်းအဲ့ဒီလိုပဲ ဥပဒေပြုရေးအာဏာလွှတ်တော်အားကိုင်းတယ်အုပ်ချုပ်ရေးအာဏာအစိုးရအားကိုင်းတယ်တရားစီရင်ရေးအာဏာတရားလွှတ်တော်ချုပ်အားကိုင်းတယ်ဒါက2008တဲမှာအဲ့လိုကြီးထားတယ်နောက်တစ်ခါ तू ကဘာကြီးထားသေးလဲဆိုတော့ reciprocal ဆိုတဲ့စကားလေးပြ reciprocal ဆိုတာအပြန်အလှန်ထိန်းချုပ်ရမယ် तू ကဥပဒေပြုရေးအာဏာရဥပဒေတွေထုတ်တယ်ဒါပေမဲ့ထုတ်ချင်တိုင်းထုတ်လို့မရဘူး တခြားဌာနတွေကိုလည်းအကြံဉာဏ်ယူရတယ်။အုပ်ချုပ်ရေးအာဏာရှိတယ်။အုပ်ချုပ်ရေးတွေလုပ်တဲ့နေရာမှာအခက်အခဲလေးတွေဖြစ်နိုင်တဲ့အခါကြလို့ရှိရင်စစကလို့ဘလို့ဥပဒေတွေတော့ထုတ်ပေးစေချင်ပါတယ်။အုပ်ချုပ်ရေးဌာနအုပ်ချုပ်ရေးအာဏာရှိတဲ့သူတွေကဥပဒေပြုဌာနကိုအကြံဉာဏ်ယူရတယ်။တရားစီရင်ရေးဌာနကလည်းဒီဘက်ဥပဒေပြုရေးဌာနထုတ်ထားတဲ့ဥပဒေတွေကိုတရားစီရင်တဲ့အခါကျလို့ဆိုရင်เนาะအတိမ်းဆောင်နေရှိနိုင်တယ် အဲ့လိုရှိတဲ့အခါကျလို့ရှိရင်ဥပဒေပြည်ဌာနကပြောရတယ်ဥပဒေထုတ်တုံးကဒီလိုစကရက်ဒီလိုအိဗယ်နဲ့ထုတ်ထားတာဖြစ်ပါတယ်အဲ့တော့တရားသူကြီးချုပ်အနေနဲ့ဒီလို ဆုံးဖြတ်ချက်ချတာကလွဲပါတယ်လို့မှားပါတယ်လို့စသည်အဲ့လို reciprocal အပြန်အလှန်ထိန်းကျောင်းပေးရတယ်နော်အဲ့ဒီလိုအပြန်အလှန်ထိန်းကျောင်းမှသာလျှင်ဥပဒေပြည်ရေးအုပ်ချုပ်ရေးတရားစီရင်ခန္ဓာကြီး၃ရပ်ကအပြန်အလှန်ထိန်းကျောင်းမှသာလျှင်နော်နေရာတနေရာမှာ အာနာရှင်ဆံမှုတွေမပေါ်တော့ဘဲနဲ့နော်အရွေးတစ်ခုကမှန်ကန်သွားလို့ရမှာဒါဆိုရင်အဲ့ဒီလိုထိန်းကြောင်းမှုကိုဖွဲ့စည်းပုံထဲမှာ ရေးထားသလားဆိုတော့၂008ဖွဲ့စည်းပုံအခြေခံဥပဒေမှာရေးထားပါဒီမန္တလေးတုံးရဲ့နော် sovereignty power လို့ခေါ်တဲ့အာနာသုံးခုပါတဲ့တခုနဲ့တခု possible separate တဲ့တန်းနိုင်တယ်မြပိုင်းခြားသုံးတယ်ပြောရလို့ရှိရင် reciprocal အပြန်လန်အားပြီးချက်ကန်ဖေးလန်ထိန်းကြောင်းရတယ်ဆိုပြီးတော့ရေးပေးထားပါတယ်လက်ဒါက2008ထဲမှာရှိတဲ့ဒီမိုကရေစီသဘောတရားတွေကိုကျွန်တော်ကဝေမျှပေးနေတာဖြစ်ပါတယ်မင်းတို့ကမလာပါနဲ့ဆိုတကောင်တကောင်လာနေတော့တာပဲเนาะ